ကော်ပိုရိတ်အခွန်ဆိုတာကုမ္ပဏီကြီးတွေနဲ့ပဲဆိုင်တဲ့ကိစ္စလို့ထင်ရနိုင်ပြီမြင့်တကယ်တမ်းမှာတော့နိုင်ငံတကာနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုတော့ဘီအလို့ကန်ခွင့်လန်းနေတဲ့တိုက်ရိုက်ကိုဆက်ဆက်နေပါတယ်ဆိုတော့ဒီနေ့မှနိုင်ငံတကာမှာအောင်မြင်နေတဲ့ကော်ပိုရိတ်ခွန်စနစ်တွေရဲ့လိုအပ်ချက်တွေကိုလေ့လာပြီးကျွန်တော်တို့နိုင်ငံအတွက်ဘယ်လိုအထုံးချနိုင်မလဲဆိုတာကိုအကျူတူကြည့်သွားကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတကက်ကိုဒေါ်လာဘီလီယံနဲ့ချီတန်းတဲ့မေခွန်တစ်ခုပါပဲမှန်ကန်တဲ့ခုံမူဝါဒတစ်ခုကနိုင်ငံ내ကိုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေတင်းတန်းချီအောင်ဆွေးဆောင်နိုင်ပါတယ် ။ဒီဘက်မှာလည်းမာရွေးနဲ့မူဝါဒတစ်ခုကတော့ရှိပိသားရှိပါလိလုပ်ငန်းတွေကိုတောင်းတခြားနိုင်ငံစီထွက်ပြေးသွားအောင်တွန်းပို့နိုင်မှာတဲ့။ကဲပထမဆုံးအနေနဲ့ဘာကြောင့်ကုမ္ပဏီတွေအပေါ်မှာတည်တံ့အခွန်စနစ်အခုလိုအပ်ရတာလဲဆိုတဲ့အခြေခံကြတဲ့ဘင်္ဂုံကိုအင်းဆုံးရှင်းရှင်းလင်းလင်းဖြေတောင်ကြည့်လိုက်ရအောင်ပါ။ corporate အခွင့်ဆိုတာ company တွေစီကပိုက်ဆံရဖို့တတ်တတ်တော်မဟုတ်ပါဘူး။ဒါဟာအစိုးရအထွဲ့တကယ်ကိုမရှိမရှိလိုအပ်တဲ့ကိရိယာတစ်ခုပါ။အုတ်ချူရေးပိုင်းမှာအခွင့်ကောက်ရတာလွယ်ကူစေတဲ့အဲ့ဒီထက်ပိုရေးကြည့်တာက ပို့ခိုတူးချင်းဝင်ငွေခွန်စနစ်ကိုအားဖြစ်ပြီးတဲ့နောက်ခံအတားဆီးတစ်ခုလိုအလုပ်လုပ်ပေးပြီးတော့နိုင်ငံသားကနေလာရောက်ယင်းဤမြန်မာဘူးလီစီကနေနိုင်ငံတော်အတွက်ရတင်ရထိုက်တဲ့အခွန်ဝင်ငွေကိုတည်ချစေပါတယ်။ကောင်းပါပြီ။အခုနိုင်ငံအများစုကျင့်သုံးနေတဲ့လက်ရှိစနစ်ကိုတစ်ချက်လေ့လာကြည့်ရအောင်။အပေါ်ယံကြည့်ရင်တော့အားလုံးအဆင်ပြေနေပုံရပါမယ်။သူရဲ့အတွင်းမှာစီးပွားရေးတိုးတက်မှုကိုအဟန့်အတားဖြစ်စေတဲ့ဒီဇိုင်းအမှားယွင်းကြီးတွေရှိနေပါတယ်။အဲ့ဒါတွေကပါတယ်လဲဆိုတာကြည့်လိုက်ကြရအောင်။နိုင်ငံတကာမှာကအခွန်စစ်ပွဲကြီးကခုလိုပြင်းပြင်းထန်ထန်ကိုပြင်ဆင်နေကြတာပါ။ ဒီစရားကိုကြည့်လိုက်တာနဲ့အခွန်နှုံးထားတဲ့ဘလောက်တောင်တိတိထထကြဆင်လာလေဆိုတာတွေ့ရပါလိမ့်မယ်။ဥပမာအနေနဲ့ UK မှာ1980နှစ်ခုနှစ်က90%ရှိခဲ့ရကနေ2010မှာ28%ထိကိုထိုးကျသွားခဲ့တယ်။ဒီလိုပြိုင်ဆိုင်မှုတွေကြောင့်နိုင်ငံတွေဟာယင်းမြုပ်နှံမှုတွေမဆုံးရှုံးရအောင်အခွန်နှုံးတွေကိုလိုက်လျှော်လာကြရပြီ။ဒါကနိုင်ငံတော်ရဲ့အခွန်ဝင်ငွေကိုတိုက်ရိုက်ထိခိုက်စေတော့လာပေါ့။ဒီမှာထင်ရှားတဲ့ဥပမာတစ်ခုကိုကြည့်လိုက်ပါ။ အိုင်ယာလန်ရဲ့စနတ်တမ5%ဆိုတဲ့အခွန်နှုန်းထားဟာကမ္ဘာလုံးဆိုင်ရာအခွန်ပေးဆိုင်မှုနဲ့ယင်းနှငွေရီးရဲ့လွတ်လပ်စွာရွေ့လျားနိုင်မှုကဘလောက်ထိအရှင်အမုံပြင်းထန်လဲဆိုတာကိုသက်သေပြနေပါဗျ။ဒီလိုနှုံးထားတွေကနိုင်ငံတကာယင်းနှီးမြှုပ်နှံမှုတွေကိုတန်လိုက်လို့ဆွေးဆောင်နိုင်တဲ့အဓိကအချက်တစ်ခုဖြစ်နေတာပါ။နိုင်ငံအများစုတုံးနေတဲ့ဒီဆန်လုံးစနစ်ရဲ့အကြီးမားဆုံးအားနည်းချက်ကတော့ဒါပါပဲ။သူကကုမ္ပဏီတွေငွေကြေးထောက်ပံ့မှုရယူတဲ့နည်းလမ်းတစ်ခုဖြစ်တဲ့အကျွေး debt နဲ့ share equity ကိုတန်းတူမမြင်ပါဘူး။ တခုကိုမျက်နှာသာပေးပြီးနောက်တခုကိုတန်ခတ်ထားတယ်လို့မျိုးဖြစ်နေပါရဲ့ဆိုတော့အဓိကအချက်ကတော့လက်ရှိစံနှုန်းစနစ်ဟာအကျွေးနဲ့ငွေကြေးထောက်ပံ့တာကိုအားပေးပြီးရှယ်ယာနဲ့ယင်းနှံ့ရန်တာကိုတော့အားမပေးပါဘူးရှင်းအောင်ပြောရရင်အကျွေးပေါ်ကအတိုးကိုအခွင့်မဆောင်ခြင်းအတုံးစိတ်အဖြစ်နှုတ်ခွန်ပေးပေမယ်ရှယ်ယာရှင်ရဲ့ပိုက်ဆံကိုတုံးတဲ့အတွက်ပေးရတဲ့ခွင့်လန်းကုန်ကြစိတ်ကိုတော့နှုတ်ခွန်ပေးပါဘူးဒီလိုဘက်လိုက်မှုကဘလို့ပန္နာရေးတက်ရောက်မှုတွေရှိလဲဆိုတာကိုနောက် slide မှာရှင်းရှင်းလင်းလင်းမြင်ရပါမယ် ဒီစရားကအရာအလုံးကိုရှင်းရှင်းလင်းလင်းပြသနေပါဗျ။ယင်းနှမြုံနံသူတို့တော့သုံးပါဆန်အတူတူပြန်ရဖို့အကျွဲ့နဲ့လုပ်တဲ့ project ကအခွင့်မဆောင်ရင်သုံးပါဆန်ပဲပြန်ရဖို့လိုပေမဲ့ရှယ်ယာနဲ့လုပ်တဲ့ project ကတော့လေးပါဆန်ထိပြန်ရဖို့လိုအပ်နေပါဗျ။ဘာကြောင့်လဲဆိုတော့အခွင့်9.50ပေါင်ပို့ပေးရလို့ပါ။ဆိုလိုတာကအခွင့်စနစ်ကိုယ်တိုင်ကအလောက်လာရှိတဲ့ယင်းနှမြုံနံမှုတချို့ကိုအားမပေးပေတားဆီးနေတယ်ဆိုတော့ကိုပြောင်းမြောက်စွာသတိပြနေပါဗျ။ဒီစကားကပြပနာရဲ့အနှစ်သာရကို အတိအကျဖော်ပြနေတာပါပဲလက်ရှိအခွန်စနစ်က ကုမ္ပဏီတွေကိုအကျွေးပို့ယူဖို့တွင်းအားပေးနေပြီးကိုပိုက်ဆံတဲ့ကိုရင်းနှီးမြှုပ်နှံခြင်းစစ်ကိုတော့ချိုးနှိမ်ထားပါတယ်ဒီအခွန်စနစ်ရိုက်ပတ်လိုက်မှုကစာရက်ပေါ်မှာပဲရှိတဲ့ပြဿနာမဟုတ်ပါဘူးဒီတော့ဘာဖြစ်လာလဲဆိုတော့ကုမ္ပဏီတွေက အကျွေးတွေတောင်းလို့ပုံလာတဲ့အခါစီးပွားရေးနည်းနည်းလေးအကြဘက်ရောက်တာနဲ့ဒေဘာလီခံရနိုင်ချေများလာတဲ့အလို့သမားတွေအလို့ပြုံနေတယ်။အလားအလာရှိတဲ့ယင်းနှမျိုးနမှုအသစ်တွေလည်းအခွန်ကြောင့်နဲ့ပဲမလုပ်ထစ်တော့ဘူး။ ဒါနိုင်ငံရဲ့စီးပွားရေးတစ်ခုလုံးတဲ့တိတ်တဆိတ်ချထားတဲ့ပုံတလုံးလိုပါပဲ။ကဲပြဿနာတွေကိုတော့ကျွန်တော်တို့သိပါပြီ။အခုဖြစ်ရှင်နေတဲ့ရက်ကိုကူးပြောင်းကြည့်အောင်။ဒီအပိုင်းမှာတော့ခင်မီကော်ပိုရိတ်အခွန်ဒီဇိုင်းဆွဲခြင်းရဲ့အဓိကကျတဲ့မူဝါဒကိုတင်ပြသွားမှာပါ။ခင်မီအခွန်စနီကီရဲ့အထွေအခေါ်ကတကယ်တော့ရိုးရှင်ပါတယ်။ယင်းနိမြန်မှုတခုကသူစီရိတ်သူကာမီယုံလော့ပဲမြန်နေတဲ့ရင်ဒါကိုတာမန်အမြတ်လို့ခေါ်တယ်အဲ့ဒါကိုအခုမကောက်တင်ဘူး အဲ့ဒီပေါ်ကနေပူလျံပြီးအမှန်တကယ်အမျက်စွန်းထွက်လာတဲ့တာမန်ထက်ပေါ်တဲ့အမျက်ကိုပဲအခွန်းကောက်တင်တယ်။ဒီလိုလုံးမသာယင်းနီးမြွတ်နံမှုလောက်ချင်စိတ်ကိုမထိခိုက်စေမှာပါ။အခုနပြောခဲ့တဲ့စီးပွားရေးဆိုင်ရာအပေါ်မြက်တွေကိုပဲအခွန်းကောက်ခံတဲ့ရည်မှန်းချက်ကို အောင်မြင်စေမယ်။နိုင်ငံတကာမှာအတိမဲ့ပြုထားတဲ့အဓိကချတဲ့နီလန်းနှစ်ခုကိုမိတ်ဆက်ပေးခြင်းပါတယ်။ဒီမှာဖြည့်ရှင်းနီလန်းကြောင်ကြီးနှစ်ခုရှိပါတယ်။ပထမတစ်ခုက AC Snip ပါ။ သူကလက်ရှိစနစ်ကိုပဲပြုတ်ပြင်ပြီးရှယ်ယာကိုအကျွေးလိုပဲအခွန်နှုတ်ခွင်ပေးလိုက်တာပါ။နောက်တစ်ခု cash flow tax ကတော့ပို့ပြီးအပြောင်းလဲကြည့်ပါရစေ။ယင်းနှမြုံနာမှုတစ်ခုလုံးကိုအသုံးစရိတ်ဖြစ်တခါတည်းနှုတ်ခွင်ပေးလိုက်တဲ့စနစ်ပါ။ရည်ရွယ်ချက်ကတော့တူညီပေမဲ့ချင်းကပ်ပုံမတူပါဘူး။ AC စနစ်ကိုရှင်းရှင်းလေးပြောရရင်အကျွေးအတွက်အတိုးကို အခွန်ကနေနှုတ်ခွင်ပေးသလိုရှယ်ယာအတွက်လည်းသူ့ရဲ့ကခွင့်အလန်းကုန်ကြဆက်ကိုနှုတ်ခွင်ပေးလိုက်တာပါပဲ။ ဒါဟာအကျွေးနယ်ရှေရကြားကပလိုက်မှုကိုဖေရှားပြီးတန်းသူညီမျိုးတွေအခြေအနေတစ်ခုကိုဖန်တီးပေးလိုက်တာပါ AC စနစ်ရဲ့လက်တွေ့ကြတဲ့အကျိုးကျေးဇူးတွေကတော့ရှင်းပါတယ်အကျွေးနယ်ရှေရကြားကပလိုက်မှုအပြောက်ပြောက်တော်မယ်အရင်ချေယုံပဲမြက်မယ်ယင်းနီမျိုးနာမှုလေးတွေကိုအခွန်းနဲ့မဟန်တာတော့ဘူးပြီးတော့အရေးကြီးဆုံးကဒါဟာတော်လန်ရဲ့တခုလို့အလုံးစုံပြောင်းလဲတာမဟုတ်ပဲလက်ရှိစနစ်ကိုတိုးတက်အောင်လုပ်တဲ့စင်ကယ်ပြောင်းလဲမှုတခုဖြစ်လို့အကောက်အထည်ဖော်ရပိုလဲကူပါတယ် cash flow tax ကတော့အခွန်အတွက်တဲ့စီးမင်းကိုလုံးဝကိုပြောင်းလဲလိုက်တာပါအမြတ်တူတန်ဖိုးကျစင်မှုတို့လိုရှုပ်ထွေးတဲ့စင်ရဲ့အင်းတွေကိုမကြည့်တော့ဘဲကုမ္ပဏီတဲကိုတနေ့အတွင်းဝင်လာတဲ့ငွေနဲ့ထပ်သွားတဲ့ငွေအဲ့ဒီအသားတင်ငွေစီစဉ်မှုအပေါ်မှာပဲရိုးရှင်းစွာအခွန်ကောက်လိုက်တာပါအကြီးမားဆုံးပြောင်းလဲမှုကတော့ယင်းနှမြုပ်နှံမှုစိတ်အားလုံးကိုအတုံးစိတ်အထိတခါတဲ့အပြိဝါနှုတ်ခွင့်ပေးလိုက်တာပါပဲဒီစနစ်ရဲ့လှုပ်ဆောင်ပုံကရိုးရှင်းပါတယ်ယင်းနှမြုပ်နှံမှုလှုပ်လိုက်တာနဲ့အဲ့ဒီကုန်ကျစိတ်ကိုအခွန်ကနေကြခါတဲ့နှုတ်လိုက်တယ် အတိုးတွေကိုနှုတ်ခွင့်မပေးတော့ဘူးအစုံးမှာတော့အတားကင်ဝင်ဝင်ပုံမှပဲအခွန်ဆောင်ရတယ်ဒီလိုလုံးလိုက်တဲ့အခါအစိုးရဟာယင်းနှမြုံနံမှုရဲ့ကုန်းကျစိတ်ရောအကျိုးမြတ်ကိုပါရှယ်ယာဝင်တယောက်လိုဝင်ရောက်မျှဝေတဲ့သဘောမျိုးဖြစ်သွားပါတယ်နှီးကုန်းချုပ်အနေနဲ့ဒီခေတ်မီဖြစ်ရှင်းနေစေကအစပိုင်းမှာကျွန်တော်တို့ပြောခဲ့ရတဲ့နိုင်ငံတကာအခွန်ပြန်ဆိုင်မှုပြဿနာကိုဘယ်လိုဖြစ်ရှင်းနိုင်မလဲပြီးတော့ပိုခိုင်မာတဲ့စီမားရေးမူဝါဒတစ်ခုကိုဘယ်လိုတည်ဆောက်နိုင်မလဲဆိုတာကိုကြည့်လိုက်ကြရအောင်ဒါကြောင့်ခေတ်မီအခွန်ဆန်းတဲ့တစ်ခုရဲ့အခြေခံမှုတွေကရှင်းလင်းပါတယ် အကျွေးနဲ့ရှေ့ရောက်ဖို့မျက်နှာမလိုက်ရဘူးအရင်ကြေယုံမြတ်တဲ့ယင်းဒီမျိုးနံမှုကိုတမခါဘူးငွေကြေးဖောင်းပွင့်မှုလို့ရှုထွေးမှုတွေကင်းပြီးရိုးရှင်းရမယ်ဒါတွေအားလုံးရဲ့နောက်ဆုံးပန်းတန်ကတော့ရှင်းရှင်းလေးပါပဲနိုင်ငံတကာကယင်းဒီမျိုးနံမှုတွေကိုတွန်းထုတ်မဲ့အစားတန်လဲလို့ဆွဲဆောင်နိုင်တဲ့စနစ်တစ်ခုဖြစ်ဖို့ပါပဲနောက်ဆုံးအနေနဲ့ဒီမေခွန်ကိုအလေးအနက်ထားစဉ်းစားဖို့ချန်ထားခဲ့ခြင်းပါတယ်ကျွန်တော်ရဲ့လက်ရှိအခွန်စနစ်ကနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုအတွက်အရှိန်မြင့်ဖိနေတဲ့အင်ဂျင်တစ်လုံးလား ဒါမှမဟုတ်တိုးတက်မှုကိုနော်ပြန်ဆွဲထားတဲ့ braid ခုလားဒီမိဟုံးကိုရိုးရိုးသားသားဖြေပြီးခင်းနဲ့အညီပြုပြင်ပြောင်းလဲမှုတွေလော့ဖို့အချိန်တန်နေပြီလို့တင်ပြချင်ပါတယ်